ဒီလူကတော့ဆင်းဆင်းပြပြလို့ပြောရမှာဖြစ်ပါတယ်တရုတ်ပြည်ကပရိုဂရမ်မာတူပါသူဟာနောက်ဆုံးပေါ်လေးတက်တလုံးပိုင်ဆိုင်ထားပေမဲ့သူ့ရဲ့ကားထဲမှာသာနေထိုင်တယ်လို့ဆိုပါတယ်တရုတ်ပြည်မှာပရိုဂရမ်မာတူကသူ့ရဲ့ဇာတိမျိုးမှာလေးတက်တလုံးပိုင်ဆိုင်ထားမယ်ကားထဲမှာနေထိုင်ခဲ့တာဟာလေးနှစ်ခန့်ရှိပြီလို့ထုတ်ဖော်ပြောကြတဲ့အတွက်လူမှုကွန်ရက်သုံးဆွဲသူတွေကြောင့်အံ့အားသင့်ပွင့်မိကုန်ပါခုလိုဘဝနေထိုင်မှုပုံစံရွေးချယ်ရခြင်းဟာကုန်ကြစိတ်တက်တရရန်အတွက်တောင်မဟုတ်ကြောင်းဒီလိုနေထိုင်မှုပုံစံပေါ်နှစ်သက်လို့ဖြစ်ကြောင်းပြောပါတယ် အသက်40နှစ်ရှိဖြစ်တဲ့ကျန်းယူလိုက်အမည်ရှိမျိုးသားဟာတရုတ်ပြည်တောင်ပိုင်းကွမ်တုံပြည်နယ်ရန်ချမ်းမှာနေထိုင်သူပါနောက်ပိုင်းတရုတ်ပြည်တောင်ပိုင်းဇင်ချန်းကို ပြောင်းလိုက်ပြီးလွတ်လပ်ကံခဲ့တာ6နှစ်လောက်ရှိပါပြီသူဟာကနအူးမှာတော့ပုံမှန်တိုင်းသာနေထိုင်ဖြစ်သန်းခဲ့ပါတယ်သူတိုက်ခန်းနဲ့ယုံကြားကုလူသွားလာခဲ့ပါတယ်တိုက်ခန်းကအင်လာကတလောက်ကိုဒေါ်လာ340ပေးရပါတယ်ဒါပေမဲ့ပန်းချက်တစ်ခုမှာပျော်ပွဲစားဖြစ်စခန်းချနေထိုင်ခဲ့တဲ့အတွေ့အကြုံမှာတစ်ဆင့်ဘဝနေထိုင်မှုပုံစံအသစ်သူစိတ်ကူးမိလာပါတယ် ကျန်းယူလိုက်ဟာလွန်ခဲ့တဲ့လနစ်ခန်က EVDC ပေါ်ယူခဲ့ပါတယ်။နောက်ခုနေရာမှာမှုရတခုထဲဖို့လုံလောက်တဲ့အကျယ်ဝန်းရှိတာတွေ့ရပါတယ်။အဲဒီနောက်ပိုင်းကလေးကရုံဖွင့်ရက်ဒီမှာကားထဲမှာပဲအိတ်ဆက်ခဲ့ပါတယ်။တရစစ်ကားက၄ပေးဆက်လည်းတုံးလို့ရတယ်။ကားထဲမှာမှုရတခုထားဖို့အကျယ်ဝန်းလည်းရှိတယ်။ဒါကြောင့်အိယာတာတကယ်တတော်တတော်ပဲလို့ပြောပါတယ်။ရုံဖွင့်ရက်ဒီမှာကျန်းယူလိုက်ကကုမ္ပဏီမှာရှိတဲ့ကဖေးတေးရီးယားမှာစားတော့လို့ရှိတယ်။အာဒုဇာလေကျင့်ခံမတစ်ခုမှရေချိုးတယ်။အဲဒီနောက်အာဒုဇာတစ်ခုသွား ကောက်အာသွင်းနေရုံစင်းပြီးဆိုရင်လည်းကြမ်းယူလိုက်ဟာပန်းကြံတစ်ခုထဲမှာတိတ်ဆိတ်တဲ့နေရာလေးကိုရှာနောက်ခုံကိုခောက်မှုရခင်းအိပ်ပါတော့တယ်ကားရဲ့နားတဲ့ပန်းကြံထဲမှာကျဲငါးပွင့်အစစ်အများဆုံးအင်သာတွေလည်းရှိပါတယ်ရုံမရဲ့ဒီမှာဝယ်စားကိုပင်မင်းဆိုင်ကိုပို့တယ်အခုလိုနေထိုင်ဖြတ်သန်းတဲ့အတွက်နေစဉ်ကုန်ကျစရိတ်က14ဒေါ်လာလောက်ပဲရှိပြီးအစားအသောက်နဲ့ခြားကုန်စရိတ်တွေပတ်ဝန်းကျင်ပြောပါလိမ့်ကားပါကင်ကြေးတစ်ညကို6ယွမ်ပေးရတယ် ရုံးမှာကာယနာခတရက်ကိုယွမ်း20ပေးရပါလေ။ခုလိုကားပေါ်နေထိုင်ရခြင်းဟာငွေကြေးကျက်တဲ့ကြောင့်မဟုတ်ပါဘူး။ဒီလိုနေထိုင်ရတာနှစ်သက်တာကြောင့်လို့ပြောပါလေ။ကားပေါ်မှာနေရတာလွတ်လပ်ပြီးတက်တောင်းတတရှိတယ်လို့ဆိုပါတယ်။ကျွန်တော်ငွေကြေးကျက်တယ်မရှိဘူး။ကျွန်တော်ကိုတရရကအင်ဂျလုံးမှာအခမဲ့နေခွင့်ပေးမယ်ဆိုရင်တော့ကျွန်တော်မနေဘူး။ပန်းချင်ရဲ့ဝင်ကျင်အငွေတကတိုက်ခမ်းမှနေရတာထက်အများကြီးပိုကောင်းတယ်ပိုလွတ်လပ်လဲဆိုပါလေကားပေါ်မှာသုံးနှစ်နေခဲ့မှုကြောင့် American Dollar 14000ခန့်သက်သာခဲ့ကြောင်းပြောပါလေဂျန်ယူလိုက်ဟာ သူ့ဇာတိမျိုးမှာစတူရန်မီတာ400ကျဲတဲ့လေတက်တိုက်ပိုင်ဆိုင်ပါလေ။ဇင်ကျန်းကိုပြောင်းရွှေ့မိကအိမ်မတစ်ဆင့် remove ဘောလောက်ကန်ခဲ့ပြီးတလောက်ကိုယွမ်း1000ကျော်ဝင်ငွေရှိတယ်လို့သိရပါတယ်။